အလူအလေတန်းထဲမှာကျွန်တော်ကိုယ်တိုင်ပါဝင်ထားတဲ့မြင်းကြံမျိုးကအလူတော်မင်္ဂလာအလဲလေးကိုစိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်ဗျဒီအလူတော်လက်မှာထူးထူးခြားခြားတခြားတော့မပါပါနဲ့မြင်းကြံမျိုးရဲ့အလူလဲတဲ့ဂလီထုံးစံလေးရဲ့မြင်းကြံသူကွင်းတော်ကန်အချောလာလေးတွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်ဒီအလူလဲလေးကို ကျွန်တော်အကူရဲ့အလူကို အမတ်တရဖြစ်အောင်ရိုက်ကူးထားတာဖြစ်ပြီးတော့ဒီဗီဒီယိုလေးမှာ အလူနဲ့ပတ်သက်ပြီးတော့အလူတကာတကမာတွေရဲ့စိတ်ထဲကအမြင်လေးတစ်ခုကိုလည်းကျွန်တော်ဝေမျှသွားမှာပဲဖြစ်ပါတယ် အလိုအလုံးမမင်္ဂလာပါကျွန်တော်ဥယျာဉ်မှုပါဗျအခုကျွန်တော်ကြောင်းမြတ်တရားပေါ်ရောက်နေပါတော့ကြောင်းမြတ်တရားပေါ်ရောက်နေကြောင်းမြတ်တရားပေါ်ကနေပြီးတော့အလူအလဲလာမှာဆိုတော့အလူလဲကိုဘီယိုရိုက်မလို့စောင့်နေပါအဲ့တော့နေရာတော်တော်ပူတော့ဒီမှာကျွန်တော်ရိတ်ကလေးမှာကွဲပြီးတော့ထိုင်းနေတာဒီလူလဲမှာတော့ကျွန်တော်တို့မျိုးတွေဘလောက်ချောချောင်းမြင်းကြံသူမြင်းကြံသားတွေဘလောက်ချောချောင်းကိုကျွန်တော်ပြတော်မှာဖြစ်ပါတယ် မင်းရတိဘလောက်ချောလဲကြည့်ပေးကြပါအောင်ဗျာအာကျွန်တော်တို့မြို့ကရန်ကုန်ပြည်နန်းလေးလမ်းမော်ရှိပြောင်းပြတရားရွယ်ဖြစ်ပါတယ်အရင်တော့တရားဟောင်းကိုဖြိုချပြီးတော့အသစ်ပြောင်းဆောင်လိုက်တာပါဘုံမှာအလူလက်ကလာနေပါပြီအလူတော်ကျင်းပခဲ့တာကတော့26ရက်4လ2025နှစ်ဖြစ်ပါတယ်အလူကထမင်းကျွတဲ့အလူဖြစ်ပြီးတော့ ဟင်းကတော့ငကြော်နဲ့ဖြစ်ပါတယ်အလူပွဲကျင်းပဖို့အတွက်ရက်ကိုအဝေးကလေးအကျူတင်တတ်မှတ်ခဲ့ရပြီးတော့အလူကျင်းပကနေမှပြဿနာတွေမတက်အောင်ကိစ္စကြီးငယ်တွေမဖြစ်စေဖို့အတွက်စူတောင်းခဲ့ကြပါတယ်ဒါပေမဲ့လည်း3လပိုင်း28ရက်မှာငလင်လောက်သွားခဲ့တာကြောင့်မလို့ကျွန်တော်တို့အလူကအလူလှဲ့ဖို့အတွက်အခက်အခဲနှင်းငယ်ရှိခဲ့ပါတယ် ောက်ပိုင်းအလူလဲခွင့်ရခဲ့တာတောင်မှစိုင်းတန်နေဂီတတန်နေစူးစူးညံ့ညံ့မပါဘူးဆိုလို့စိုင်းနေမထဲရဘူးအလဲလဲတဲ့အခါမှာနောက်ကနေပြီးတော့အတီးအမုတ်ကားတွေပါမလာခဲ့ပါဘူးနောက်ပြီးတော့ကျွန်တော်ရဲ့ comment တွေမှာတကယ်ချင်းတွေကမေးကြတာတွေရှိပါတယ် ခုလိုမျိုးကတ်ဘေးတွေစိုက်နေတဲ့အချိန်မှာဘာလို့အလူလူကြတာလဲလို့မေးပါတယ်။အဲ့ဒီမေးခွန်းလေးကိုကျွန်တော်အမြင်နဲ့ကျွန်တော်ကိုမားရရဲ့အလူတကာတကမအမြင်တွေကိုကျွန်တော်အနေနဲ့ပြောပြပေးပါမယ်။လူတိုင်းတစ်ယောက်နဲ့တစ်ယောက်တော့တူကြမှာတူမှာပေါ့နော်။ ဘာလို့အရေးကြီးချက်ချင်းကောက်လူရတာလဲဆိုရဲပထမဆုံးချက်ကတော့အရေးကြီးဆုံးချက်ကတော့နှစ်ဖက်မိဘတွေရှိနေတော့ကိုလူကျင်တဲ့အတွက်ကြောင့်မလို့ပါကိုလူရဲ့အချိန်မှာနှစ်ဖက်မိဘစုံစုံလင်လင်ရှိနေစေချင်တာကြောင့်မိဘတွေကအသက်ကြီးနေတဲ့အတွက်မိဘတွေကိုနောက်ထပ်နောက်ထပ်နှစ်တွေရှူလိုက်လို့ရှိရင် မိဘတွေမရှိတော့မှစိုးရိမ်နေတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့အလော30လူရတာပါ ။နောက်တစ်ချက်ကတားမောင်ရှင်လောင်းရဲ့အသက်အရွယ်ကိုကြည့်ပြီးတော့ဒူရတာပါ။တားမောင်ရှင်လောင်းရဲ့အသက်ကအရန်ကြီးသွားကြလို့ရှိရင်ရှင်လောင်းမလာမှဆိုတဲ့အတွက်စနေဝင်းကျင်လောက်မှာပဲလူရတာဖြစ်တဲ့အတွက်မောင်ရှင်လောင်းတအားကြီးသွားမှာစိုးရင်တဲ့အတွက်လူရတာပါ နောက်တစ်ချက်ကကြတော့လက်ထဲမှာပတ်စံအဆင်ပြေနေတဲ့အချိန်မှာလှူရတာပါနောက်ပိုင်းမှာလှူခြင်းပေမဲ့လည်းပတ်စံအဆင်မပြေတဲ့အခါလှူဖို့ကရမ်းခတ်ခဲပါတယ်အဲ့လိုအချက်တွေကြောင့်မလို့အလော30လှူရခြင်းဖြစ်ပါတယ်ဒါကတော့ကျွန်တော်မောင်နှမတွေနဲ့ကျွန်တော်တို့စကားပြောခဲ့ကြတဲ့အခါမှာသူတို့ပြောတဲ့စကားတွေကိုကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်ဗျအဲ့ဒါကြောင့်မလို့ကျွန်တော်အခုလိုဗီဒီယိုလေးတွေတင်တဲ့အခါတိုင်းမှာ ကတ်ကြီးသုံးပါးခံစားနေရတဲ့သူတွေကိုတကယ်ပဲအားနာမိကြောင်းကိုအများရန်စာလေးတွေနဲ့ထည့်ပြီးပြောပြပါတယ်တကယ်လည်းအားနာမိပါတယ်ဗျအဲ့ဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုကျွန်တော်တငယ်ချင်းတွေဗီဒီယိုကြည့်ရှုတဲ့သူတွေနားလည်ပေးမယ်လို့မျှော်လင့်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့အလူကြောင်းလေးဆက်ပြောအောင်ဗျအလူမတိုင်ခင်9ရက်လောက်ကလေးကကျွန်တော်တို့ကြက်သွန်နေလှိပြီးတော့ငကြော်တွေကြော်ပါတယ်ငကြော်တွေကြော်တဲ့ဗီဒီယိုလေးကိုလည်းကျွန်တော်ဗီဒီယိုလေးတစ်ပုဒ်အနေနဲ့တင်ဆက်ထားတာ ရှိပါသေးဗျမကြည့်ရသေးရင်ကြည့်ပေးကြပါအောင်နော် 25ရက်နေ့မှာအလူအဝင်ဖြစ်ပြီးတော့26ရက်နေ့မှာအလူကြီးဖြစ်ပါတယ်25ရက်နေ့အလူဝင်နေ့မှာဖျားပင့်နတ်ပြအလဲလဲပါတယ်အလဲကိုဇွားဒီမှာလို့မနက်တစ်ချိန်ညနေတစ်ချိန်မလဲဘဲနဲ့တစ်ချိန်တည်းနဲ့ဖျားပင့်နဲ့နတ်ပြအလဲပါတယ်ညဉ့်ညံ့သူညဉ့်ညံ့သားတွေဆိုရင်တော့ပြီးမှာပေါ့နော်ကျွန်တော်တို့လဲခဲ့တဲ့လမ်းကြောင်းကကျွန်တော်တို့အမတ်နှစ်ကနေထွက်ပြီးတော့နတ်စင်ကိုအရင်ဝင်ပါတယ် နတ်စင်အားနေမှာကျွန်တော်တို့တောင်စီကိုတပတ်ပတ်ပြီးတော့အလူလူမဲ့ယန္တနာယာမဖုန်ကြီးကျောင်းကိုဆက်ပြီးတော့ရှောက်ကြပါတယ်။အလူလှဲ့တဲ့အချိန်ကညနေ၄နာရီလောက်ဖြစ်တဲ့အတွက်နေရတော့ပူပါတယ်ဗျ။မြင်းကြံရဲ့ယာတိဥရုနဲ့ဆိုတော့တော်တော်တော့ပင်ပန်းပါတယ်။လမ်းလျှောက်တော့လည်းဝေးတဲ့အတွက်ပိုးပြီးပင်ပန်းကြတာပေါ့ဗျာ။ဒါပေမဲ့အလူရဲ့သဘာဝအတိုင်းအားလုံးကတော့ပျော်ရွှင်နေကြပါတယ်။ ပြင်းမှုဘလော့ရဲ့ရွယ်ချက်ကကျွန်တော်ရဲ့တငယ်ချင်းလေးကိုတိုင်းမသွားပြမရောက်ဖြစ်ပေမဲ့ကျွန်တော်ဗီဒီယိုလေးကိုကြည့်လိုက်တဲ့အချိန်မှာကိုယ်တိုင်သွားဘူးရောက်ဘူးသွားသလိုခံစားရစီဖို့အတွက်ရည်ရွယ်ပါလေဗျအဲ့ဒါကြောင့်မလို့ကျွန်တော်သွားလာလဲဘက်ခဲ့တာတွေကိုဗီဒီယိုလေးတွေအဖြစ်နဲ့သေချာမှတ်တမ်းတင်ပြီးတော့ပြင်ဆက်ပေးတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ ြောစရာတစ်စုံတစ်ရာရှိခဲ့လို့ရှိရင် comment မှာမန်းခဲ့ပေးဖို့ဝေဖန်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ဗျကျွန်တော်ရဲ့ channel လေးကိုသဘောကျတယ်ဆိုလို့ရှိရင် subscribe နှိပ်ခဲ့ပေးပါဗျအသစ်တင်တိုင်းသိအောင်လဲ notification လေးကိုပါနှိပ်ခဲ့ပေးဖို့အတွက်တောင်းဆိုချင်ပါတယ် ဒီနေရာကတော့တောင်စေးရနေဘိုးချုပ်လမ်းမပေါ်ထွက်တဲ့အထွက်ပါအလူကတော့ငကြော်ကျွေးအလူဖြစ်ပြီးတော့အလူဝင်နေရောအလူကြီးနေရောလားစားတဲ့သူတိုင်းကိုကျွေးတာပဲဖြစ်ပါတယ်ပြီးတော့အချိုဘွဲတွေကလည်းကြောက်ကြောတွေတာကူပြင်းနေစနုံးမကင်းနေနဲ့နှစ်ဖက်တုတ်တွေတဲခင်းအဲ့ခံပါတယ် ဖုန်းကြီးတစ်ပါးကိုတသိန်းခွဲသိလူပြီးတော့ဖုန်းကြီး12ပါးလူတယ်လို့သိရပါတယ်ကျွန်တော်တို့မြင်းကျနယ်ရဲ့ဒလေးအရာဖျားပွဲနဲ့တရားပွဲနှစ်ပွဲပါလူရတာဖြစ်တဲ့အတွက်စုစုပေါင်း14ပွဲလူပါတယ်တပွဲကိုတသိန်းခွဲနဲ့14ပွဲဆိုတော့ဖုန်းကြီးចောင်းအလူကတသိန်းကျပါတယ်အဲ့ဒီရတောင်လေးတွေက ဖုန်းကြီးပွဲအတွက်လူဖို့ရက်တောင်လေးပါနော်။အခုကိုတသိန်းခွဲစီပါပါတယ်။ Thank okay. you. ီနေ့ဗီဒီယိုလေးကိုပြည်စုံကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးတင်ပါတယ်ဗျာဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးပြောစရာတသုံးတရာရှိခဲ့ပါကကွန်မန့်လေးမှာမန်းခဲ့ဖို့အတွက်တောင်းဆိုကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာနောက်ဗီဒီယိုကြမှာပြန်တွေ့ကြမယ်နော် 那个庙要什么来着？么庙？让我们来接，让我们来接，让我们来接。